တချို့သောကုမ္ပဏီတွေဟာထုတ်ကုန်ပစ္စည်းအရေးအတွေးကောင်းမွန်တော့လဲပြောဆိုဆက်ဆံရေးမကောင်းခြင်းဖောက်တဲ့တွေစိတ်တိုင်းကြစေမဲ့ဝန်ဆောင်မှုမပေးနိုင်ခြင်းတင်ကိုရှိသေးတာအရေးအတွေးကောင်းတွေကိုဆက်လက်တိုးတက်အောင်မလုပ်ဆောင်နိုင်ခြင်းတို့ကြောင့်ကောင်းကျိုးရလက်ရရှိမှုအားနည်းနေတတ်တာတွေ့ရပါတယ်ပေါ်ပြပါကုမ္ပဏီတွေဟာတခါတရံအထက်အောက်ရာထူးအဆင့်ဆင့်သောဝန်ထမ်းတို့အကြဆက်ဆံရေးမကောင်းခြင်းတွေကြောင့်အတင်းဖွဲလိုက်ပူပေါင်းဆောင်ရွက်မှုတွေမှာနောက်နေကျန်ကြမှုတွေရှိလာတတ်ပါတယ်။ တူတက်အောင်မြင်မှုကိုဥတီတဲ့ကုမ္ပဏီတွေကတော့ပင်ကိုရည်တွေတွေကိုလက်တွေ့ကျကျသူ့နေရာနဲ့သူအသုံးချနိုင်ခြင်းလုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုတွေနဲ့ထိရောက်သောဆွမ်းဆောင်ရည်တွေရှိခြင်းအဖွဲ့အစည်းတစ်ခုလုံးကိုကိုစားပြုတဲ့ဆွမ်းဆောင်မှုမျိုးကိုထုတ်ပေါ်ပြသနိုင်ခြင်းဆိုတဲ့ကောင်းကျိုးတွေကိုပိုင်ဆိုင်ထားတတ်ပါတယ်ကုမ္ပဏီတစ်ခုလုံးနဲ့ဖြင်းဖြစ်စေကုမ္ပဏီရဲ့ဝန်ထမ်းတအူးချင်းစီလိုက်ဖြစ်စေကိုကျိုးစီပွားကိုရှင်းထုတ်ခြင်းမရှိဘဲ ကုမ္ပဏီလုပ်ငန်းတူတက်ရေးကိုသာဥတည်ပြီးအထက်ကစူးစမ်းဆောင်ရွက်တဲ့ဆိုရင်ဘလို့ကုမ္ပဏီမျိုးဖြစ်စေတူတက်မှုတွေအစင်မြဲရရှိမှာဖြစ်ပါတယ်။တင်လုပ်ငန်းအဖွဲ့အစည်းအတွင်းအဘက်ဘက်ကစစ်မှန်သော အမြင်မှုရရှိလို့တဲ့ဆိုရင်တင်ကားဘာကိုယုံကြည်ပြီးဘာတွေကိုဂရုစိုက်ဆောင်ရွက်တဲ့လူတွေကိုဘလို့ပြောဆိုဆက်ဆံပြီးဘလို့ကောင်းချိုတွေရှိစေတယ်ဆိုတာကိုပါသိချစွာဂရုစိုက်ဖို့လိုပါတယ်။တင်ကားဘသူဖြစ်စေအဖွဲ့အစည်းအတွက်ကိုကျိုးရှိအောင် လောကအတူတရားဖြစ်ဖို့စူးစမ်းတယ်လို့အခြားသူတွေဘလို့ပဲဖြစ်စေအကူအညီပေးနိုင်အောင်စူးစမ်းပေးရပါမယ်။တင့်မာရှိနေတဲ့အရေးသေးကောင်းတွေကိုလုပ်ငန်းတူတက်သောအောင်မြင်မှုအတွက်အကျိုးရှိရှိအသုံးချနိုင်တယ်လို့အခြားသူတွေမှာရှိတဲ့အရေးသေးကောင်းတွေကိုလည်းအဲ့ဒီလူတွေကိုယ်တိုင်လက်တွေ့ကျကျအသုံးချနိုင်အောင်အကူအညီပေးပါ။တင်ကအမြင်မှုရရှိသောဖွဲ့စည်းတစ်ခုကိုတည်ဆောက်ခြင်းနဲ့ဆိုရင်ဖောက်တယ်တွေကိုဩဇာလွှမ်းမိုးနိုင်တဲ့အရာဝန်ထမ်းတွေအယောင်း တယောက်ချင်းစီအလိုက်ဆွမ်းဆောင်ရည်ကောင်းတဲ့ဝန်ထမ်းတွေဖြစ်လာအောင်လှူဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ဥပမာအနေနဲ့တင်ကဖောက်တယ်တွေစိတ်ကျဉ်းနှံမှုရှိစေမဲ့ဝတ်ဆောင်မှုပေးခြင်းတွေလုပ်ငန်းလက်ဆောင်ပစ္စည်းပေးခြင်းတွေကိုလုပ်နိုင်မယ်ဆိုရင် ဖောက်တယ်တွေဘက်ကတင်ပေးတဲ့လက်ဆောင်ပစ္စည်းတတ်မှုထက်မနေပါတိတိုင်းတင်ကုမ္ပဏီပေါ်တစ္ဆာဆောင်တည်လဲရှိနေမှာဖြစ်ပါတယ်။တင်လုပ်ငန်းခွင်အတွင်းအရာရာကိုစစ်မှန်ခြင်းနေနဲ့အစာထိုးပေးပါ။ လုပ်ငန်းခွင်အတွင်းစစ်မှန်ချင်းနေတဲ့အစာထိုးဆောင်ရွက်တဲ့အခါတခါတရံကြိုတန်းပေါ်လန်းလျှောက်ရတဲ့ကဲ့သို့အခက်ခဲတွေရှိတတ်ပါတယ်။တင်ကအလုပ်တိုင်းကိုစစ်မှန်သောတန်မိုးတွေနဲ့အကောင်ဆုံးဆောင်ရွက်နိုင်နေဆိုရင်တင်ကအမတ်တစေးရဲ့တန်မိုးဟာလည်းတခါတည်းမြင့်တက်လာပါလိမ့်မယ်။ကမ္ပဏီတွေဟာလူသားတွေရဲ့ခေတ်ကာလအပိုင်းခြားလိုက်လူအချက်တွေကိုဖြည့်ဆည်းနိုင်ဖို့အလုပ်လုပ်ခြင်းဖြစ်ပြီးခေတ်ကာလအလိုက်ဖြစ်တည်ရှင်သန်နေတော့လူတွေရဲ့စိတ်ကြိုက်ဖြစ်ဖို့နဲ့ ကွန်မြူနီရဲ့အချိုးစီးပွားတုတ်ဖို့အတွက်မြသားစွာတွေးခေါ်ကြံစီ လုပ်ကိုင်တတ်ဖို့လိုအပ်ပါတယ်။တင်ကတင်ကိုယ်တိုင်အပါအဝင်အဖွဲ့စည်းတည်ရလုံးအတွက်စစ်မှန်မှုတွေကိုအားပေးတယ်ဆိုရင်တင်ကဘယ်အပိုင်းကဏ္ဍဘယ်လုပ်ငန်းအစိတ်ပိုင်းတွေပါဝင် ပတ်သက်နေတယ်ဘလို့တာဝန်မျိုးကိုယူပြီးတင်ကဘလူတွေကိုအမှန်ကန်ဆုံးဖြစ်အောင်လုပ်နိုင်တယ်တင်တာဝင်ယူဆောင်ရွက်တော့လုပ်ငန်းခန္ဓာအတွင်းဘလို့ပြောင်းလဲပြင်လဲဖြစ်နိုင်တဲ့လုပ်ငန်းတွေကိုလုပ်ကိုင်နိုင်မယ်လိုအပ်သောစစ်ဆေးညှိနှိုင်းမှုတွေဘယ်တိုင်းနာအထိလှောက်ဆောင်နိုင်မယ် ်ဆိုတာကိုသိရှိနားလည်ထားရမှာဖြစ်ပါတယ်တဲ့ဥဆောင်ပါဝင်လုပ်ကိုင်းနေသောကွန်မြူနီကိုအဖက်ဖက်ကနေစစ်မှတ်မှုတွေနဲ့တိုးတက်အောင်မြင်ချင်နေဆိုရင်တင်းလုပ်ကိုင်းဆောင်ရွက်နေတဲ့ကွန်မြူနီတွေမှာအလုပ်ကိုမှန်ကန်စွာ လုပ်ကိုင်းဆောင်ရွက်နိုင်သူတနည်းပါလဲဆိုတာကိုဥစွာပထမစစ်ဆေးပေးဖို့လိုအပ်ပါတယ်။ကျွန်တော်အသက်20ရွယ်လောက်မှာကွန်မြူနီလုပ်ငန်းတော်တော်များများနဲ့စတင်ထိတွေ့ရင်းနှီးမှုရှိခဲ့ပြီးအသွေးကြုံကောင်းတော်တော်များများရှိခဲ့ပါတယ်။ ကျွန်တော်ကကွန်မဏီတော်တော်များများမှာဝင်ရောက်လုပ်ကိုင်ခြင်းကြောင့်ကျွန်တော်ရဲ့ကျွမ်းကျင်လိမ္မာမှုနဲ့ဆန်းဆောင်နိုင်စွမ်းကိုဘယ်အပိုင်းကဏ္ဍတွေမှာတာလွန်စွာရှိနေတယ်ဆိုတာကိုတိကျသတိပြုနိုင်ခဲ့ပါတယ်။ကျွန်တော်ကပရာဟိတလုပ်ငန်းတွေနဲ့စိတ်ဝင်စားတာကြောင့်အစိုးရအဖွဲ့အစည်းမဟုတ်တော့လူမှုထောက်ပံ့ရေးအဖွဲ့အစည်းတွေ NGO တွေမှာလည်းစိတ်ပါလက်ပါပါဝင်လုပ်ကိုင်ပြီးကျွန်တော်ရဲ့ဆန်းဆောင်ရေးကိုအသက်နိုင်ဆုံးအသုံးချနိုင်ခဲ့ပါတယ်။ ကျွန်တော်ကဘယ်အလုပ်ကိုလုပ်လို့စိမ့်မှန်သော အမြင်မှုတွေရရှိချင်တာကြောင့်နေစင်နေအမြစိမ့်မှန်သောကိစ္စတွေနဲ့ဒါအချိန်ကုန်ဆုံးရပါတယ်။ရရှိသောဘဝမှာရုန်းကန်လှူရှားတိုက်ခိုက်မှုတွေနဲ့အမြင်အောင်ကြိုးစားပါ။ကုမ္ပဏီတော်တော်များများအနေနဲ့အကျိုးမြတ်ကိုသာအဓိကထားပြီးယက်တီတက်တာကိုတွေးရှိရပါတယ်။တင်ကားကုမ္ပဏီလုပ်ငန်းကိုစိမ့်မှန်မှုတွေနဲ့တခြားအဆင်ပြေခြင်းနဲ့ဆိုရင် အတူရောင်စိမ့်မှန်တွေကိုသတိပြုဖို့လိုအပ်ပါတယ်။ ဒါကြောင့်ဟန်ဆောင်ပြုမှုဆောင်ရွက်ခြင်းနေနဲ့စစ်မှန်မှုရှိတဲ့အတွင်ဆောင်မှုတွေကိုရှောင်ကျဉ်ပြီးအမှန်တကယ်စစ်မှန်သောရည်သွေးတွေနဲ့အကောင်ဆုံးလှုပ်ဆောင်နိုင်သူတွေကိုသာယူချဲ့ပြီးတွယ်ပတ်လှုပ်ဆောင်ဆောင်ရွက်ပေးပါ လက်ရှိအိုအာမှာဘရူမဆိုအင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကိုရင်ဆိုင်ဖြေရှင်းပြီးလိုအပ်သလိုပြပြပြောင်းလဲမှုတွေလုပ်ပေးဖို့လိုအပ်ပါတယ် ကျွန်တော်တို့ရရှိထားသောပွားကိုအမှန်တိုင်းလက်ခံနိုင်စွမ်းရှိခြင်းကြောင့်စစ်မှန်မှုဆိုတဲ့တန်ဖိုးတွေကိုလက်ရှိအခြေအနေတိုင်းအတိမတ်ပြုခြင်းသဘောဆောင်ပြီးကျွန်တို့ကိုယ်တိုင်အတွက်စစ်မှန်မှုတွေကိုဆက်လက်ထိန်းသိမ်းထားရမှာဖြစ်တယ်လို့ကျွန်တော်တို့ကအနီးပတ်ဝန်းကျင်နဲ့ကျွန်တော်တို့ကျင်းတဲ့ချက်စားတဲ့လုပ်ငန်းခွင်အတွင်းမှာလည်းစစ်မှန်မှုတွေပြန့်ပွားအောင်လုပ်ဆောင်နိုင်စွမ်းရှိတယ်လို့ဆိုလိုပါတယ်ကျွန်တော်တို့ဝင်ထမ်းရတဲ့အထူးတာဝန်တွေဟာကျွန်တော်တို့ဘက်ကအသက်နိုင်ဆုံးမှန်ကန်စွာ ဆောင်ရွက်နိုင်စွမ်းဘလောက်ရှိတယ်ဆိုတာကိုအပြည့်ထုတ်ပေးနိုင်ပြီးလုပ်ငန်းတော်ဝင်တွေ ပြီးစောအမြင်နဲ့အထီးဘလို့အဆင့်လိုက်ဆောင်ရွက်တယ်ဘလို့ချင်းကဲ့ဖြစ်ရှင်းမှုရှိတယ်ဆွတ်ဆောင်မှုတွေနဲ့ရလက်ကညီမြမှုဘလောက်ရှိတယ်ဆိုတာကိုပါ အတိအကျဖော်ပြပေးနိုင်တဲ့အခြေအနေရှိပါတယ် ကျွန်တော်တို့ရရှိထားတဲ့ဘဝမှာဘလောက်အတိုင်းအတာအထိအောင်မြင်မှုတွေရရှိအောင်လုပ်ဆောင်နိုင်နေဆိုတာဟာဘလောက်အတိုင်းအတာအထိစစ်မှန်သောအရေးအသွေးအရေးချင်းနဲ့ဆွတ်ဆောင်နိုင်ရေးကိုတုံချနိုင်နေဆိုတဲ့အပေါ်မှာမူတည်လျက်ရှိပါတယ်။ကျွန်တော်တို့တယောက်ချင်းစီမှာစစ်မှန်သောအရေးသွေးတွေကိုထိခိုက်ကောင်းမွန်စွာအတုံချနိုင်စွမ်းရှိတာကြောင့်အဲ့ဒီအရေးသွေးတွေကိုအခြားလူတွေစီပြန့်ပွားကူဆက်အောင်လုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။ စစ်မှန်ချင်းတဘောကိုအစားပြုတဲ့အည်သွေးတွေကလုပ်ငန်းခွင်အတွင်းတရားမှတရားပြန့်ပွားသားနိုင်ပြီဆိုရင်ကုမ္ပဏီလုပ်ငန်းတစ်ခုလုံးနဲ့ကျွန်တော်တို့ပတ်ဝန်းကျင်တစ်ခုလုံးကိုပါစစ်မှန်ချင်းတဘောတွေကူးစက်ပြန့်ပွားသွားပြီးတရားချမ်းမြေ့တဲ့သူတက်အောင်မြင်မှုတွေကိုအယတာပြေဝါစွာခန်းစားနိုင်တော့မှာဖြစ်ပါတယ်။အည်သွေးကောင်းဖြင့်ယက်တိနိုင်အောင်ကျူးစာမှုများတက်ဆက်ပြင်းတဲ့ ။အော်စတင်မြို့ထဲမှာတိုက်တဲ့လေးဟာဖုံမုံနေရောပြွန့်ပါလွင်နေရှိတယ်လို့ဒေတာခန့်ချူကဆိုပါရယ်။1992ခုနှစ် American College မှာဒုတိယနှစ်သားဖြစ်သူတရားပညာသင်ခဲ့စဉ်က Sandra ဟာ graphic design ပညာကိုသင်ယူခဲ့ပြီးအဲ့ဒီပညာရပ်ကိုအရေးသွေးပြေဝစွာနဲ့အသုံးချနိုင်မှုစိတ်ပိုင်းဖြစ်နိုင်ခဲ့သူဖြစ်ပါတယ်။ Sandra က Austin မြို့ထဲမှာကားတစ်စီးနဲ့ပတ်ပြီးရှောင်ကြည့်တယ်။သူတတ်ထားတဲ့ graphic design ကိုလက်တွေ့ကျကျ အသုံးချနိုင်မှုစ조사ရဲသူက15မိနစ်နဲ့မိနစ်20လောက်တခြားလိလမှုတွေပြုခဲ့တယ်။ဒီနောက် graphic design ပညာနဲ့ပုံဖော်ထားတဲ့ညွန်အချက်ပြဆိုင်ဘုတ်တွေကိုလှုပ်ရှင်နေသူပေါ့။လပောင်းများစွာကြပြီးတဲ့နောက်မှာသူဟာ text set ပြည်နယ်အတွင်းထင်ပေါ်ကျော်ကြားတဲ့အမှုပညာရှင်နေနဲ့စီးပွားရေးဆန်းဆောင်ရှင်တဦးဖြစ်လာခဲ့ပါတယ်။ center ကသူရဲ့အမှုပညာမြောင်းလက်ရာတွေကိုပြသချင်တယ်။ဒါကြောင့် ဒေတာတွင်ကနေယူမီလုံအယောင်ဆိုင်နဲ့နေယူဆိုင်ဘုတ်လုပ်ငန်းတွေမှာဝင်ရောက်လေ့လာမှုတွေပြုလုပ်လိုက်တဲ့ Central ကသူ့ရဲ့အမှုပညာလက်ရာဖန်တီးနိုင်စွမ်းကို ကိုယ်တိုင်သိရှိအောင်လေ့လာဖို့အတွက်ပေးဆက်မှုတွေဆလိုနစ်နာခံမှုတွေများစွာပြုလုပ်ခဲ့ရပါတယ်ဒါကြောင့်သူဟာတပတ်နင်းဒေါ်လာ300အကုန်ကြခံပြီးနှစ်တတော်ကြကြအထိမြို့ပြင်တနေရာကမိမရှိတဲ့မွေးမြူရေးခြံမှာသွားနေခဲ့ရတယ်။မိမရှိတဲ့အရက်ဒေတာမှာသွားရောက်ပြီးသူ့ရဲ့နီယိုမီတွေကိုစမ်းတက်မှသာ သူရဲ့အမှုပညာမြောက်လက်ရာအကောင်အကျိုးအစိုးအတိုင်းသားကိုအမှန်တိုင်းသိရှိရမှာဖြစ်ပါတယ်။ဆန်ဒရာဟာသူရဲ့အမှုပညာမြောက်လက်ရာတွေကိုပုံပြီးကောင်းတဲ့ကောင်းအောင်သူရဲ့နေရုံဒီဇိုင်းကိုပုံပြီးလာတဲ့လောက်အောင်အည်သွေးပုံမှန်မြင့်တက်လောက်အောင်အစဉ်စဉ်လှောက်ဆောင်နိုင်ခဲ့ပါတယ်။စင်တာရဲ့အည်သွေးကောင်းနေနဲ့ကျူစာအထုံးမှုတွေကြောင့်သူရဲ့ဒီဇိုင်းလက်ရာတွေအလုံးစီကွက်မှာအောင်မြင်စွာဝင်ဆက်နိုင်ခဲ့ပါတယ်။ 1930ပြည်နှစ်နဲ့1940ပြည်နှစ်များအတွင်းစန်တာရဲ့ဒီဇိုင်းလက်ရာကောင်းမှုမှုတွေကြောင့်ကုန်တွယ်ရေးဆိုင်ရာသတင်းစာနဲ့ပေါင်း400ကျော်က graphic design poster တွေ၊ကြော်ညာတွေကိုအနှံ့ချင်းကြစီးပွားရေးလောကမှာအရေးတွေးပြေဝါစာနဲ့ယက်တီအမြင်နိုင်သောစီးပွားရေးဆန်းဆောင်ရှင်တရားဖြစ်လာခဲ့ပါတယ်။ Central က Music တဲ့လက်မှုနုပညာရှင်တွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေကိုအဓိကအရေးပါတဲ့သင်ခန်းစာနှစ်ခုပေးခဲ့တယ်။အဲ့ဒီသင်ခန်းစာတွေကတော့ ထမဦးစွာစိတ်ကူးကြံစီတွေကိုလက်တွေ့ပုံဖော်ရမှာအည်တွေပြေးွားတဲ့အနုလိုက်အားတွေကိုမထိန်ချန်စရံမညာစတန်းသုံးချနိုင်မှုလို့ကြောင့်ပြန်ဘက်တွေရဲ့ရှင်ပြိုင်တိုက်ခိုက်မှုတွေကိုအာယုံမဆိုင်ပဲဖောက်တယ်တွေစိတ်ကျဉ်နှံမှုရစေတဲ့အထိဖောက်တယ်တွေကိုတမိုးထားဆက်ဆန့်ခြင်းကြောင့်ဖောက်တယ်တွေဘက်ကသူညီတော်တုံ့ပြန်မှုတွေပေးလာတဲ့အခြေအကောင်းဆုံးသောအည်တွေပိုင်ရှင်ဖြစ်အောင်ကြိုးစားရမယ်ဆိုတဲ့ချက်ဖြစ်ပါတယ် ဒုတိယသင်ခန်းစာကတော့မိမိရဲ့ကုန်ထုတ်ပစ္စည်းအရေးတွေပေါ့ဖောက်တဲ့ဘက်ကယုံကြည်စိတ်ချမှုအပြည့်အဝပေးနိုင်အောင်ဆွမ်းဆောင်စည်းရုံးနိုင်မှုလိုတယ်လို့ဆိုတဲ့ချက်ဖြစ်ပါတယ်။တင်းရဲ့အမှုပညာလက်ရာအရေးတွေတွေကိုဖောက်တဲ့ရေဘက်ကယုံကြည်စိတ်ချမှုရှိလာစေဖို့အတွက်တင်း website မှာတင်းလက်ရာအမှုပညာပစ္စည်းတွေနဲ့ဒီဇိုင်းမျိုးမျိုးကိုပြည့်စုံစွာဖော်ပြထားဖို့လိုအပ်ပါတယ်။တင်ကအရေးတွေးကောင်းနေတဲ့ယက်တီနိုင်အောင်ကြိုးစားနေမယ်ဆိုရင်တင်အရေးတွေးကောင်းတွေကိုအတိမတ်ပြုလက်ခံပေးနိုင်တဲ့ဖောက်တယ်တွေရှိနေဖို့လိုပါတယ်။ ဟုတ်တယ်တွေကတင်းနဲ့တင့်ဥဆောင်လောက်ကိုင်းနဲ့ကွန်မဏီတွေအပေါ်စိတ်ချယုံကြည်မှုတွေရှိလာပြီဆိုတာနဲ့တင်းဘဝမှာတိုးတက်မှုခြေလှမ်းတွေကိုစတင်နိုင်မှာဖြစ်တာကြောင့်တင်းရဲ့လုပ်ငန်းလိပ်စာကက် business ခဲရဲ့အသွင်တံကိုကယုံကြည်စိတ်ချမှုရှိတဲ့ကွန်မဏီဖြစ်ကြောင်းအထောက်အထားပြနိုင်တဲ့ခြေနေရှိနေဖို့လိုအပ်ပါတယ်ဒီတခါဖောက်တယ်ရီဘက်ကတင့်အပေါ်ယုံကြည်မှုမြင့်မားလာပြီးဒီကမ္ပဏီကဖောက်တယ်ရီအတွက်အတော်လေးအလေးထားတဲ့အခြေခံ အသေးစိတ်ကအစကြကြနနစီစဉ်ထားပုံရရတယ်။ business card ကိုကြည့်တာနဲ့အဲ့ဒီ company ကပစ္စည်းတွေကိုဝယ်ချင်းစိတ်ချက်ချင်းဖြစ်လာစေတယ်ဆိုတဲ့စကားသံတွေကိုကြားရတော့မှဖြစ်ပါတယ်။စိတ်ညစ်ဖွယ်ကောင်းသောအကျိုးရလက်အည်သွေးကောင်းခြင်းဟာကြီးမားသောတန်ဖိုးကိုဖြစ်စေတယ်လို့စီးပွားရေးလောကရဲ့ကောင်းဆောင်တော်များများကဆိုပါတယ်။ဒါဟာအမှန်တကယ်လည်းအေးပါသောစကားဖြစ်ပါတယ်။အည်သွေးကောင်းတွေကိုရေရှည်ထိန်ထိန်ပြီးထုတ်ကုန်ပစ္စည်းတွေအပေါ် ဇင်းနှုံမြင့်သက်စွာနဲ့ရောင်းချမယ်ဆိုရင်စင်ညစ်ဖွဲ့ကောင်းတော့အကျိုးရလက်ကိုယ်တိုင်ရရှိစေမှာဖြစ်ပါတယ်။ဒါကြောင့်ကွန်မြူနီအတွက်ကြီးမားသောတန်မှုကိုဖြစ်စေတဲ့အရေးအသွေးနဲ့ပတ်သက်သောအမှတ်လက္ခဏာလေးမျိုးကိုစာတုံးတူဖောက်တယ်တွေတတိထားမိပြီးလက်ခံတည်ပြုနိုင်အောင်တေချာစွာကယူဆိုင်ဆောင်ရွက်ဖို့လိုအပ်ပါတယ်။နံပါတ်၁ရုပ်ပိုင်းဆိုင်ရာပတ်သက်တဲ့အရေးအသွေး ဟုတ်တယ်တို့မဟုတ်အတွင်ဖက်ဝင်တယောက်ယောက်ကပစ္စည်းအပေါ်ထိတွေ့ကံတွယ်မိဆိုတာနဲ့ရည်သွေးကောင်းသောပစ္စည်းဖြစ်မှန်သိတာအောင်ထိတွေ့ရှိစေဖို့လိုအပ်ပါတယ်။ကျွန်တော်တို့ကထုတ်ကုန်ပစ္စည်းကိုရောင်းတော့မယ်ဆိုရင်ဈေးကွက်အတွင်းနေရယူနိုင်မှုကြညာဖြစ်ရောင်းအမြင့်တင်နိုင်ဖို့ဖောက်တွေတွေစိတ်တိုင်းချစီမဲ့ဒီဇိုင်းဖြစ်စေဖို့အဖက်ဖက်ကနေစီမံဆောင်ရွက်ပေးရပါတယ်။အကယ်၍တင်ထုတ်ကုန်ပစ္စည်းတွေအည်သွေးတွေအရန်ကောင်းလို့နေဆိုရင်တမဟုတ်ဈေးကအတွင်းဝယ်လို့အများနေတယ်ဆိုရင်လည်း တင်ထုတ်ကုန်ရဲ့အရေးသွေးကိုဆက်လက်ထိန်းသိမ်းထားနိုင်မှုလိုအပ်ပါတယ်။အကယ်၍တင်ထုတ်ကုန်ပစ္စည်းအရေးသွေးကကာလွန်းတဲ့အခါနှစ်စဉ်ဖောက်တယ်ရီနဲ့ပတ်သက်ပြီးတမိုးအတိုင်းအတာဘလောက်ထိတိုးတက်မြင့်မားတယ်ဆိုတာကိုတိုင်းတာသိရှိနိုင်မှာဖြစ်ပါတယ်။ကုမ္ပဏီရဲ့အတင်းအဖွဲဝင်ကိုစီကဖောက်တယ်ရီကိုတမိုးထားဆက်ဆံပြောဆိုမယ်။ဖောက်တယ်ရီစိတ်ကျဉ်းနှမှုရှိစေမယ်ဝန်ဆောင်မှုတွေပြလို့ပေးမယ်ဆိုတာကိုတိကျစွာစီမံပေးနိုင်မယ်ဆိုရင်ထုတ်ကုန်ပစ္စည်းရဲ့ ုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အရေးတွေးတွေကိုမြန်မာသူတက်အောင်လှုပ်ဆောင်ပြသဖြစ်စေပါတယ်။နံပါတ်2အတွေ့အကြုံကိုအခြေခံသောအရေးတွေးလက်မှုအသက်ပညာဟာစိတ်ပိုင်းဆိုင်ရာအရာလက်စုံလက်ကိုင်းပြနိုင်သော ထူးခြားသည့်ပညာရဲ့ဖြစ်အောင်သားမကစိတ်ခံစားမှုအရာပါထူးခြားမှုတွေကိုဖြစ်ပေါ်စေတဲ့အသက်ပညာတည်းဖြစ်ပါတယ်။လက်မှုအသိပညာရဲ့နဲ့ထုတ်လုပ်သောပစ္စည်းတွေကို ဖောက်တယ်တွေက ဝယ်ယူရုံတင်မကအတိပစ္စည်းတွေကိုကီလိုစီမံသူတွေပါအတွေ့အကြုံကိုပါတပါးတည်းယူပြီးသားဖြစ်စေပါတယ်။တိုးတော်လည်းကုမ္ပဏီအများစုအနေနဲ့ထုတ်ကုန်ပစ္စည်းအရေးတွေဘလောက်ကောင်းနေဆိုတာကိုပါအဓိကရည်ညွှန်းပြောဆိုလေးရှိကြပြီ။အဲ့ဒီအရေးတွေကတော့ထုတ်ကုန်ဖြစ်အောင်ထုတ်လို့ရမှာကြုံတွေ့ရတဲ့အဖြစ်အပျက်အတွေ့အကြုံဟန်ဒီပုံဖော်မှုဓာရီနဲ့ပတ်သက်ပြီးဘယ်တော့ခါမှထဲတွင်းစဉ်းစားပြောဆိုတဲ့ခြင်းမရှိကြပါဘူး။တကယ်တော့အတွေ့အကြုံကိုအခြေခံတော့အရေးချင်းနေတာ ရုပ်ပိုင်းဆိုင်ရာနဲ့ဆိုင်တဲ့အရေးတွေးနည်းတူတမိုးမြင့်မာတာကိုတွေ့ရပါတယ်။ကျွန်တော်တို့ကထုတ်ကုန်ပစ္စည်းတစ်ခုထုတ်လုပ်ဖို့ဆုံးဖြတ်တဲ့အချိန်မှာတာဝန်ရှိထိတ်တန့်ကောင်းဆောင်တွေအနေနဲ့ကောင်းချင်းဆိုင်ဆွေးနွေးမှုတွေပြုလုပ်ရပြီးတခါတရံအဆင်ပြေချောမွေ့မှု ရှိသလောက်တခါတရံမှာအငင်းခုန်ဖြစ်ပြီးပြိပခအတွင်ဆောင်သွားတတ်ပါတယ်။အသွေးကြုံကိုခြေခံပြီးပေါပေါလာတဲ့အည်သွေးဟာမူလကဲကရှိခဲ့ပြီးသားဖြစ်တော့ ကောင်းမွန်သောအရေးချင်းတွေကိုပိုကောင်းတဲ့ကအောင်အချိန်ကာလအပိုင်းခြားလိုက်မြင့်တင်ပေးနိုင်ခြင်းရဲ့ရလဒ်ကောင်းဖြစ်ပါတယ်။နံပါတ်3မြင့်မြင့်နဲ့ဆိုင်တဲ့အရေးအသွေး၂၁ရာစုကာလဟာအလပအနုရတွေကိုတံပိုးထားတဲ့ခေတ်ကာလတစ်ခုဖြစ်ပါတယ်။ဒီပညာသူတက်မှုတွေနဲ့အတူ internet website တွေကိုတွင်ကျယ်စာသုံးချသက်လာပြီးစီးပွားရေးကြော်ညာတွေဖန်တီးရမှာလဲအလပစင်စာတွေကြောင့်ဆွဲဆောင်မှုရှိတဲ့ပစ္စည်းတွေအဖြစ်မှတ်ယူလို့ရမလို့ဖြစ်တဲ့အထိ ပြည်တက်အမြင်ကိုလက်စားနိုင်ခဲ့ပါတယ်။စီးပွားရေးကြညာတွေကိုဖန်တီးစစ်ဆင်ရမှာရွေးချယ်သောအရာကို ကုန်ပစ္စည်းရဲ့အရာနဲ့စင်တူစာဖော်ပြပေးပြီးအလုံးအရွယ်အစားအသေးအချီးတွေကြညာပစ္စည်းတွေတင်ပြတဲ့အခင်ချင်းတွေအလုံးကလပပြီးဆွတ်ဆောင်မှုရှိနေတာတွေ့ရပါလိမ့်မယ်။ထုတ်ကုန်ပစ္စည်းတစ်ခုရဲ့အရေအသွေးကိုမြင့်မြင့်အားဖြင့်ကြည့်လိုက်တာနဲ့အရေအသွေးဘလောက်ရှိတယ်ဆိုတာကိုခန့်မှန်းနိုင်တာကြောင့် မျက်မြင်အရာဆွမ်းဆောင်မှုရှိသောအရေးအတွေးဖြစ်အောင်စီမံထုတ်လုပ်ထားဖို့လိုအပ်ပါတယ်။နံပါတ်၄ကိုပိုင်အရေးအတွေးတင်ကမဏီကပဝင်းကျင်နဲ့ထိတွေ့ဆက်ဆံပတ်သက်တဲ့အခါတင်ကမဏီရဲ့ကိုပိုင်အရေးအတွေးတွေကိုအကောင်ဆုံးထုတ်ဖော်ပြသနိုင်မှုလိုပါတယ်။မကြသေးမီကတင်မောတင်ဖြစ်စီဖြန့်ဖြူးရေးပုံစံတင်နဲ့ပတ်သက်ပြီးခက်ခဲတွေများစွာကြုံတွေ့ခဲ့ရပါတယ်။အကြောင်းကတော့ကွန်ပျူတာတွေကိုတင်မောနဲ့ဖြန့်ရမှာနောက်နေကြံ့ကြာမှုတွေရှိတာကြောင့် ထောင်ထဲချီတော်အော်ဒါတွေများစွာနှောင့်ကြခဲ့ရပါတယ်။ဒါဟာတင်မောတင်ပစ္စည်းတွေချိန်မီဖြန့်ဖြူးရေးခန္ဓာအတွက်ကိုပိုင်အရေးသွေးညံ့ဖြစ်မှုတွေကိုချင်းရှားစေပါတယ်။ဒါကြောင့်ကွန်ပစ္စည်းတွေကိုဝယ်လက်ထံမာယွန်တူတွေထံအချိန်မီရောက်ရှိစေဖို့တင်ဘက်ကဖောက်တယ်တွေရှိမဲ့အရက်တွေဒါအနည်းဝေးကိုကြိုတင်သိရှိထားခြင်းတင်တင်ဖွဲ့တွေရဲ့တူးချင်းစီလိုက်ကိုပိုင်ရည်သွေးတွေကို ခွဲခြားနားလည်ထားခြင်း တင်ပို့ရမယ့်ပစ္စည်းတွေရဲ့ကာလသက်တမ်းကိုသိရှိထားခြင်းဆိုတဲ့အစီအစဉ်တွေကြိုတင်ဆောင်ရွက်ထားဖို့လိုအပ်ပါတယ်။တင်ပတ်ကအကောင်ဆုံးကြိုတင်ပြင်ဆင်စီမံခန့်ခွဲမှုတွေလုပ်ပေးနိုင်မယ်ဆိုရင်တင်ကိုယ်တိုင်အသက်တာမကတင်အတင်းဖွဲ့တွေတဲ့ကိုယ်ပိုင်အရေးတွေးခေါင်းတွေကိုပါထောက်ဖို့ပြသနိုင်မှာဖြစ်ပါတယ်။ကြားနိုင်မှုနားဆိုင်ထောင်းခြင်းတင်ကအကျိုးမြတ်ရရှိခြင်းထက်ပိုမိုတလွန်သောအမြင်မှုတွေရယူလိုတဲ့ဆိုရင် ်တင်းလုပ်ငန်းနဲ့ပတ်သက်ပြီးဆောင်ရွက်ချက်အမျိုးမျိုးကိုတမိုးထားတတ်သောရင်ကျေးမှုတည်ဆောက်ခြင်းဖောက်တဲ့ရေဘက်ကတုံ့ပြန်မှုအမျိုးမျိုးအပေါ်အလေးထားဆောင်ရွက်ခြင်းလုပ်ငန်းခွင့်အတွက်အချိန်နဲ့အကောင်အဆိုးအမျိုးမျိုးနဲ့ပတ်သက်သောတည်တင်အချက်လက်များကိုကြားနိုင်အောင်နာဆိုင်ထောင်းခြင်းအရေးပါသောချက်လက်တွေကိုစုဆောင်းခြင်းဆိုတဲ့ကိစ္စတွေကိုအလေးပေးဆောင်ရွက်ဖို့လိုအပ်ပါတယ်။တင့်ကွန်မြူနီကထုတ်လုပ်ရောင်းချသောပစ္စည်းရဲ့ အရေးအသွေးအကောင်းဆိုးဟာတင်ပစက်ကပြောဆိုဖြည့်ရှင်ချက်တွေအပေါ်အဓိကမူတည်နေခြင်းမရှိပဲဖောက်တဲ့ရိဘက်ကတုံ့ပြန်ပြောဆိုချက်တွေအပေါ်နားထောင်နိုင်စွမ်းဘလောက်ရှိတယ်ဆိုတဲ့အပေါ်များစွာမူတည်လျက်ရှိပါတယ်။အကယ်၍တင်ကကွန်မြူနီအကျိုးစီးပွားကိုသာအဓိကထားပြီးကုန်ထုတ်ပစ္စည်းအရေးအသွေးကိုရှော့ထားပြစ်မယ်ဆိုရင်တင်ဟာဖောက်တဲ့ရိပြောဆိုတဲ့စကားအတန်ကိုနားထောင်ဖို့နဲ့ဖောက်တဲ့ရိစိတ်တိုင်းကြစေမဲ့ ဝန်ဆောင်မှုနဲ့အရေးသွေးကောင်းသောပစ္စည်းထုတ်လုပ်မှုအပေါ်ဂယုဏထားတဲ့သူဖြစ်သွားပါလိမ့်မယ်။လူသားတွေဟာဉာဏ်ရည်ဉာဏ်သွေးကောင်းတွေကိုခမိတိုးတက်သောဤပညာတွေနဲ့ပေါင်းဆက်ပြီးရခိုင်သက်ပုံမတလုံးသောကုန်ထုတ်လုပ်ငန်းတွေထုတ်လုပ်နိုင်သလိုတခါတရံမယုံကြည်နိုင်လောက်အောင်ဆုံးဖြတ်ချက်တွေမာရင်တလားစိတ်ကောင်းစိတ်တနာလဲလုံးဝမထားပဲအဆိုးဆုံးသောအခြေအနေတွေကိုဖန်တီးတက်တာတွေ့ရပါတယ်။ ကျွန်ုပ်တို့ကလူဒုစစ်တွေရဲ့စီစဉ်ကောင်းတွေနဲ့ဖောက်တွေရဲ့ဘက်ကတုံးပြန်မှုတွေဘလို့ရှိတယ်ဆိုတာကိုလီလာဆန်းစစ်မှုတွေပြုလုပ်ခဲ့ပါတယ်။ဖောက်တွေရဲ့ဘက်ကတုံးပြန်မှုတွေနဲ့ပတ်သက်ပြီးစည်ရင်စရာကောက်ယူမှုတွေအရာထုတ်ကုန်ရည်သွေးပေါ်ကျဉ်းနှံမှုနှဲပါတယ်ဆိုတဲ့အခြေအနေကိုရရှိခဲ့ပါတယ်။တို့တော်လေဖောက်တဲ့တွေအတွက်အလေးထားပြီးထုတ်ကုန်ပစ္စည်းအရေအသွေးကိုအချိန်မီပြည့်ပြည့်မြင့်တင်ပေးနိုင်တာကြောင့်အချိန်တို့အတွင်းမှာပဲတုံ့ပြန်မှုကောင်းတွေကိုပြန်လည်ရရှိလာပါတယ် အကယ်၍တင်ကလီလာဆန်းစစ်မှုဆာဗေးလုပ်ခြင်းကိုအလားဖဲချက်ပြန့်စွာဆောင်ရွက်သည့်ဖြစ်စေတင်ဘက်ကဖတ်တယ်ရရဲ့တုံ့ပြန်မှုတွေအပေါ်အလေးထားဆောင်ရွက်နိုင်ခြင်းမရှိခဲ့ရင်အချိန်ကုန်ကြီးအကျိုးမဲ့ယုံတာရှိပါလိမ့်မယ်ပေါ်တယ်ရီရဲ့စကားတံကိုနားထောင်နိုင်စွမ်းမရှိတဲ့ကုမ္ပဏီတွေဟာဘယ်တော့မှတူတက်အမြင်အောင်လုပ်နိုင်တဲ့ကုမ္ပဏီတွေဖြစ်မလာတော့ပါဘူး။ တကယ်တော့ထောက်ကုံပစ္စည်းရဲ့အရေးအသွေးဟာဖောက်တယ်တွေထံမှပြောဆိုစကားကိုနားထောင်နိုင်စွမ်းရှိခြင်းပြန်လည်တုံ့ပြန်ခြင်းအပြောင်းအလဲများပြုလုပ်ခြင်းနဲ့အချိန်တိုအတွင်းအရေးပါသောကိစ္စများကိုပြည်ပြန့်အောင်ဆောင်ရွက်ခြင်းနှင့်အပေါ်ညှ ᅡ စွာမှုတည်လဲရှိပါတယ်။ဒါကြောင့်တင်ကဖောက်တယ်တွေဘက်ကတုံ့ပြန်မှုတွေရပြီဆိုတာနဲ့ချက်ချင်းအရေးယူဆောင်ရွက်ပေးပါထောက်တယ်တွေဘက်ကမကြေမနက်ပြောဆိုမေးမြန်းမှုမှန်သမျှကိုအတိမတ်ပြုလက်ခံပြီးအကောင်းဆုံးနဲ့ အသက်နိုင်ဆုံးလက်လျောညီအောင်ကြိုးစားပေးပါ။ဖောက်တယ်ရီရဲ့တုံ့ပြန်မှုအစင်းကတင်ကမနီအားနေချင်းညာချင်းပြောင်းလဲသွားနိုင်တယ်လို့တင်ဘက်ကအနှဲငယ်များသောပြောင်းလဲမှုတွေလုပ်ပေးရုံနဲ့လည်းများစွာသောပြဿနာတွေကိုဖြေရှင်းပြီးသားဖြစ်စေတတ်ပါရဲ့။အမားပြင်ဖို့အတွက်ဘယ်တော့အခါမှနောက်ကျတယ်ရဲ့လို့မရှိပါ။ Harley Davidson အမည်ရှိတဲ့ကမ္ဘာကျော်မော်တော်ဆိုင်ကယ်ကုမ္ပဏီကိုတစည်းတစောင်းလေ့လာကြည့်ပါ။ ယနေ့ကာလမှာအဆိုပါကမဏီကအမေရိကန်ပြည်ထောင်စုအတွင်းအထူးမဲ့ပြုခံရမှုအများဆုံးသောမော်တော်ဆိုင်ကယ်ကမဏီကြီးတစ်ခုဖြစ်သင်ပေါ်စွာယက်တည်နေတာတွေ့ရပါတယ်။သို့တော်လည်း1980ပြည့်နှစ်များအတွင်း Harley Davidson ကမဏီဟာဂျေမီတင်ပြန်မဆက်နိုင်တဲ့အထိအရှုံးနေစတိုက်ပေါ်ခဲ့တာတွေ့ရပါတယ်။အကြောင်းကတော့အဲ့ဒီကုမ္ပဏီဟာသူထုတ်ကုန်မော်တော်ဆိုင်ကယ်တွေရဲ့အရေးသွေးကိုရခိုင်ကထပ်တိတာစွာရှင်းချမိလို့ပဲဖြစ်ပါတယ်။ ဒီတခါ Harley Davidson အနေနဲ့သူထုတ်ကုန်အရေးအတွေပြန်လည်မြင့်တင်လာစေဖို့နဲ့ခင်ကားလိုဖောက်တယ်ရရဲ့စိတ်ကြိုက်ဖြစ်ပြီးတုံ့ပြန်မှုကောင်းတွေပြန်လည်ရရှိဖို့မူလစံချိန်စံညွှန်းတွေအတိုင်းပြန်လည်ထုတ်လုပ်ခဲ့ရပါတယ်1982ခုနှစ်အတွင်းစတင်ပြီးဆိုဘာကမနီဟာသူပိုင်ငွေကြေးလုံးဝမရှိတော့ဘဲအကျက်တဲတွေနဲ့အကြီးကျယ်ဆိုင်ခဲ့ရတယ်လို့ကမနီရဲ့ဥက္ကဋ္ဌဖြစ်သူ Richard Deep Klinger 2003ခုနှစ် Harvest တက္ကသိုလ်က MBA တန်တာတွေကိုထုတ်ဖော်ပြကြခဲ့ပူပါတယ်။အဲ့ဒီတုန်းကကျွန်တော်တို့ကုမ္ပဏီအကြီးအကျယ်ဒုက္ခရောက်ခဲ့တဲ့ကျွန်တော်တို့ကုမ္ပဏီပေးဆောင်ရမယ့်အကျွေးကဒေါ်လာတန်း90ကျော်တယ်လေ။ဒါလုပ်ငန်းရှင်တွေကလည်းကျွန်တော်တို့ဘက်ကဘာတစ်ခုမှပေါင်းနှံစရာတွေမရှိတော့တပြားကိုမှထုတ်မပေးခြင်းမချေချင်ကြဘူးပေါ့။အဲ့ဒီအချိန်မှာကျွန်တော်တို့ထုတ်ကော်ရေးတွေတွေကိုမူလထက်ပုံမြင့်အောင် ပိုကားအားမြင့်တင်နိုင်တယ်လို့ကျွန်တော်တို့ကုမ္ပဏီပေါ်တစ္ဆာဆောင်တည်တဲ့ဖောက်တယ်တွေကလည်းအရင်တင်ရှိနေလို့တော်သေးတာပေါ့ဒီတော့ကျွန်တော်တို့ကုမ္ပဏီပြန်လဲအားဖြည့်ဖို့ခေါင်းထောင်လာအောင်တော်တော်ယုံကန်လိုက်ရတယ်ဒါကြောင့်လည်းနောက်ဆုံးမှာအကျိုးမြတ်ရရှိခြင်းတဲ့ပုံမတော်လွန်တဲ့အာမြင်မှုကိုစူးစမ်းဖို့ကျွန်တော်တို့တာဝန်ရှိသူတွေအားလုံးကဝိုင်းဝန်းဆုံးဖြတ်နိုင်ခဲ့တာပေါ့ အကျိုးမြတ်ရရှိခြင်းတဲ့ပုံမတော်လွန်သောအမြင်မှုကိုရရှိဖို့ကြိုးစားတဲ့ကွန်မြူနီတိုင်းဟာဖောက်တယ်ရီဘက်ကယုံကြည်မှုတစ္ဆာဆောင်တည်မှု ဖောက်တယ်ရီရဲ့အရေးပါမှုအပေါ်တမိုးထားမှုကွန်မြူနီအကျိုးစီးပွားအတွက်နံပါတ်၁ဦးစားပေးစဉ်းစားခြင်းတဲ့ဖောက်တယ်ရီနဲ့ရရှိဆက်ရေးဆင်ပြေစွာတည်ဆောက်ပြီးအသင်အဖွဲ့ဝင်အချင်းချင်းညီညွတ်စွာပူးပေါင်းဆောင်ရွက်နိုင်မှုဆိုတဲ့အရေးကိစ္စတွေကိုအလေးပေးဆောင်ရွက်ကြတာတွေ့ရပါတယ် အရေးသေးကောင်းကိုအဓိကထားသောကုမ္ပဏီတွေအတွက်အထူးတလဲမှတ်သားသတိပြုရမယ့်အချက်ကတော့ဖောက်တယ်ရီရဲ့စိတ်ကျဉ်းနှံမှုအတွက်ဘယ်တော့အခါမှပြည့်ပြည့်စုံသောဝန်ဆောင်မှုပေးခြင်းတွေတခါတည်းအပြည့်အပြည့်မလုပ်နိုင်ခြင်းပဲဖြစ်ပါတယ်။ရဲရော်သောစေတနာကောင်းများပြန်လည်ရရှိအောင်ဆောင်ရွက်သည့်ကိစ္စများ2005ခုနှစ်အတွင်းကတယ်လီဟာဘာဂါဆိုင်တွင်အမျိုးမျိုးဖွင့်လှစ်မှုအတွက်စိတ်ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ သူဟာဘာဂါကိုအမေရိကန်တွေရဲ့အတိတ်အစားအစာတွေထဲကအပါအဝင်ဖြစ်အောင်ကြိုးစားချင်ခဲ့သူဖြစ်ပါတယ်။တယ်လီဟာဘာဂါဆိုင်လေးကိုအမေရိကန်ပြည်ထောင်စုအတွင်းမြို့ကြီးတွေဖြစ်တဲ့ Austin, Texas ပြည်နယ်အပါအဝင် အခြားသောမြို့တွေမှာဖွင့်လှစ်နိုင်ခဲ့ပါတယ်။နောက်ပိုင်းမှာတယ်လီရဲ့အမြန်ပြင်းအစားအစာဆိုင်ကွဲတွေဟာလူတိများကြိုကြားလာခဲ့ပြီးအဲ့ဒီအမြန်ပြင်းအစားအစာတွေထဲကအလူကျော်၊မစ်ရှိတ်ဘာဂါတို့ကနမြေကြီးအစားအစာတွေဖြစ်ခဲ့ပါတယ်။ တယ်လီကဒီစတူဆာတောက်ဆိုင်တိုင်းမှာအစာတောက်အမျိုးအစားလိုက်အရေးသွေးကောင်းတဲ့ပစ္စည်းအမြည်တွေထဲဝင်သုံးဆွဲခြင်းကိုဦးစားပေးဆောင်ရွက်ခဲ့ပါတယ်တယ်လီကတဘာဝအတိုင်းရတဲ့ organic အတီးနံနဲ့ hindi hinya တွေအမဲသားစစ်စစ်လလဆက်ဆက်နဲ့ဂျမအရေးကိုကောင်းမွန်စေတော့တုမဟုတ်အဟာရတမူမြင့်မာသောစာတောက်ကုံစစ်စစ်တွေကိုဒါဦးစားပေးသုံးဆွဲခဲ့သူဖြစ်ပါတယ် တယ်ရီရဲ့စားတော့ကုန်ပစ္စည်းတိုင်းဟာအရေးတွေးမြင့်မားသလားစားသုံးသူဖောက်တယ်ရီစိတ်ကျဉ်နှံမှုရရှိစေမဲ့ဝန်ဆောင်မှုမျိုးကိုလည်းလုပ်ပေးနိုင်ခဲ့ပါတယ်။တယ်လီက စေတနာကောင်းထားခြင်းဖြင့်သူ့အတွက်ပပောင်းဆောင်မှာစေတနာကောင်းထားရှိမဲ့သူတွေရှိလာနိုင်မယ်ဆိုတာကိုယုံကြည်ထားသူဖြစ်ပါတယ်။ဒါကြောင့်သူကဘာခဆိုင်ခွဲတွေများစွာဖွင့်ပြီးစီပါရှာရာမှန်တော်လေ ရဲရော်သောစေတနာကောင်းတွေကိုပါဖောက်တယ်တွေအတွက်အကျဉ်းနဲ့စွာထည့်ပေးခြင်းကြောင့်ရဲရော်သောအလူတန်းကြီးကိုနေစဉ်စီပွားရှာရင်လုံနိုင်တယ်လို့ဖြစ်ခဲ့ပါတယ်။ထယ်လီဟာဖောက်တယ်တွေအတွက်ရဲရော်သောစေတနာနဲ့အလူတန်းပေးရင်စီပွားရှာနိုင်တယ်လို့သူဆိုင်အတွက်စေတနာရှိတာအပင်ပန်းခံကြီးလို့အားနဲ့တာဝန်ထမ်းဆောင်သူဝန်ထမ်းတွေအတွက် ပြည့်ပြည့်စုံသောအကျိုးခံစားခွင့်နဲ့ထိုက်တန်သောလဆောင်ငွေတွေပေးနိုင်ခဲ့သူဖြစ်ပါတယ်။ထယ်လီရဲ့ဆိုင်ဝန်နဲ့အတွေ့အကြုံမှာ ်အင်္ဂလိပ်စကားတတ်သူစပိန်စကားတတ်သူပြင်သစ်စကားတတ်သူတွေကိုလည်းတခြားခန့်ထားတာဝန်ပေးနိုင်တာကြောင့်ဆိုင်ခွဲအလုံးမှာအခက်အခဲမရှိဘဲလက်ပတ်နိုင်ခဲ့ပါတယ်။ထယ်လီရဲ့စိတ်ကောင်းစေတနာရရောသော စေတနာတွေအပေါ်ခြေခံပြီးစီမံခန့်ခွဲမှုတွေကြောင့်သူ့ဝန်ထမ်းတွေဟာနှစ်ကုန်တိုင်းတစ်နှစ်နဲ့ဒေါ်လာ6,500အထိဘောနပ်စုချင်းငွေရရှိတတ်ပါတယ်။ထယ်လီရဲ့စီမံမှုနဲ့သူ့အပါအဝင်သူ့ဆိုင်ခွဲအလုံးကဝန်ထမ်းတွေရဲ့ စုပေါင်းထည့်ဝင်သောငွေတွေနဲ့ဒေတာတွင်းမှာအလူငွေပေါင်းဒေါ်လာ3300ကျော်အထိလူဒါမှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။ဒါကြောင့်ပေစီပွားရေးကိုလုတ်ကင်သည့်ဖြစ်စေရရောသော စေတနာတွေရှိထားပြီးဆောင်ရွက်ခြင်းဖြင့်သူညီသောကြိုးကျေးဇူးတွေကို ပြန်လည်ရရှိပြီးတိုသက်အောင်မြင်မှုတွေဆင်ခဲ့ရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ကွန်မြူနီအများစုအနေနဲ့မတွန့်တိုသော ရရောသော စေတနာတွေနဲ့စီးပွားရှာနိုင်ခြင်းကြောင့် တူတက်အမြင်မှုတွေကွဲပြားစွာရရှိခြင်းဆိုတဲ့အချက်ကိုသဘောမပေါက်နိုင်သေးတည်းတိတာထင်ရှားပြီးအချိန်တိုအတွင်းနှင်းမြန်စွာအမြင်မှုရရှိတယ်ဆိုတဲ့အချက်ကိုလည်းနားလည်နိုင်စွာမရှိနိုင်ပါဘူးစီးပွားရေးတူတက်အမြင်ရေးကိုသာအဓိကထားတဲ့ကုမ္ပဏီစီးပွားရေးလုပ်ငန်းတွေဟာရရောသော စေတနာရှိထားပြီးစီမံဆောင်ရွက်တဲ့ ကမ္ပဏီတွေနဲ့စန့်ကျင်ဘက်သဘောဆောင်နေပြီးစီးပွားသုတ္တရေးကိုသာအဓိကထားတဲ့ကမ္ပဏီတွေကရရောတဲ့စေတနာ ရှိတဲ့ကမ္ပဏီတွေအပေါ်ဘရောမှတာလွန်ကျော်လာနိုင်ခြင်းမရှိပါဘူးရရောသော စေတနာတွေမှာတကူကောင်းဆန့်ခြင်းမရှိတာတွေပါဝင်လျက်ရှိတာကြောင့်ငွေကြေးကိုအဓိကထားစီးပွားမချတော့လဲစီးပွားရေးကတာမန်လူတွေထက်ပိုပြီးသုတ္တအာမြင်မှုတွေရှိနေတာကိုသိသာစွာသိရတတ်ပါတယ်စီးပွားသုတ္တအာမြင်မှုကိုအဓိကထားတဲ့ကမ္ပဏီတွေဟာ အကျိုးမြတ်ရရှိခြင်းတသက်ကိုသာအဓိကထားပြီးရရောသောစေတနာရှိထားတတ်သောသူတွေကတော့တကူကောင်းဆန်ကိုကျိုးရှာကင်းလို့ကြီးစေတနာရဲ့တုံ့ပြန်မှုအပေါ်သာယုံကြည်တာကြောင့်ကမဏီဘောတစ္ဆာဆန်တီတဲ့ဖောက်တယ်တွေရရှိပြီးဤရှိအကျိုးစီးပွားဖြစ်ထွန်းလာတွေ့ရပါတယ်။ရရောသောစေတနာရှိထားတဲ့ကမဏီစီးပွားရေးလုပ်ငန်းတွေဟာစီးပွားရှာရင်တစ်ဖက်ကလည်းစားသုံးသူဖောက်တယ်တွေအပေါ်အလေးထားစာနာရိုင်းပင်ကူညီစိတ်တွေနဲ့ အကူအညီပေးနိုင်အောင်ကြိုးစားတက်ကြပါရစေ။ပမောခအဒမ်ဂရန်ရေးသားတဲ့ Give and Take အမည်ရှိတဲ့စာအုပ်ထဲမှာ Giver ပေးခန့်ခြင်းတသက်လို့လို့သူများ Taker ရယူခြင်းချင်းတသက်ကိုသာအလိုရှိသူများနဲ့ Matcher ရယူနိုင်မှုမျှော်လင့်ချက်ထားရှိပြီးပေးကမ်းမှုပြုလုပ်သူများဆိုပြီးစိတ်သက်သုံးမျိုးသုံးစာကွဲပြားတဲ့လူတွေအကြောင်းကိုရေးသားထားတာတွေ့ရပါတယ်။ Grammy for Topia ချက်အရာ ဖော်ပြပါလူတော်မျိုးရဲ့တမျိုးစီကိုခွဲခြားလေ့လာရမှာအပအတိုင်းအတိဘက်တမျိုးစီရှိတာကိုတွေ့ရပါတယ်။ giver ပေးကမ်းခြင်းတသက်လို့လို့သူများပြန်လည်ရယူဖို့ဆိုတဲ့မျှဝင့်ချက်တစုံတရာမရှိဘဲမိမိဘက်ကသာ ပေးကမ်းခြင်းတသက်လုံနိုင်မှုအခွင့်အရေးတွေကိုစောင့်မျှော်နေတတ်သူတွေဖြစ်ပါတယ်။ taker ရယူခြင်းတသက်ကိုသာအလိုရှိသူများပေးကမ်းမှုအစီအစဉ်လုံးဝမရှိဘဲရယူခြင်းတသက်ကိုသာအဓိကထားတဲ့သူတွေဖြစ်ပါတယ်။ mature ရယူနိုင်မှုမျှော်လင့်ချက်ထားပြီးပေကံမှုပြုလုပ်သူများသဆုံးတရားပြန်လည်ရယူဖို့မျှော်လင့်ချက်မှထားပဲပေကံချင်းတသက်ကိုသာပြုလုပ်သူတွေရှိပါတယ်ဂရန်ရဲ့ရှာပွေသိရှိချက်တွေအရာပေကန်ချင်းတသက်ကိုသာဦးစားပေးပြီးတစုံတရာရယူဖို့မျှော်လင့်ချက်မရှိသူတွေဟာစီးပွားရေးလောကမှာကြီးကျယ်စွာအောင်မြင်ပြီးစီးပွားရေးကိုတစ်ဖက်က လုံရင်တစ်ဖက်ကလည်းရရောတဲ့စေတနာဖြင့် အလူအတန်းနေပေးနိုင်ခြင်းရှိတဲ့သူတွေဖြစ်ပါတယ်။ညာစတော်စီပွားရေးသမားတွေဟာရရောတဲ့စေတနာဖြင့်ပေကမ်းလူဒန်းခြင်းကိုယုံကြည်မရှိကြပါဘူး။ပေကမ်းလူဒန်းခြင်းရရောတဲ့စေတနာဖြင့်ပေကမ်းလူဒန်းခြင်းပြုနိုင်တဲ့သူတွေဟာနောက်ထပ်မျိုးဆက်တွေထိပါကံတော်အလေးအထားတွေဆက်လက်ရရှိစေတတ်ပါတယ်။လက်တွေ့ဆန်းစစ်လေးလာမှုတွေအရာပီကန့်ချစ်တသက်ကိုသာဦးစားပေးတဲ့ရရောသောစေတနာရှိထားတဲ့ကမ္မဏီတွေဟာသူ့ဝန်ထမ်းတွေကို နေစင်ကော်ဖီလက်ဖက်ရဲ့ ဗီတာမင်ဓာတ်ပါတဲ့ရေသက်ရှင်တဲ့ကွက်ကီးတွေကိုနေ့စဉ်နဲ့အများကျွေးမွေးလေးရှိတတ်ပါတယ်။ပေကန်ချင်းတသက်ကိုသာဦးစားပေးတတ်တဲ့ကုမ္ပဏီတွေဖြစ်တာကြောင့်သူတို့ရဲ့ဝန်ထမ်းတွေကိုဒါမှကခြားတော်သူတွေစားသုံးသူဖောက်တဲ့တွေရဲ့လိုအပ်ချက်တွေကိုအတက်နိုင်ဆုံးခေစီပေးဖို့ဦးစားပေးတဲ့သူတွေဖြစ်ပါတယ်။ရရောစွာပီကန်လူရန်ချင်းကိုတိဆောက်တင်ပြီးအမွန်းတင်ချင်းကိုရှောင်ကျင်မှာ တင်အဖွဲ့စည်းအနေနဲ့ပေကန်းစွန့်ကြဲခြင်းတွေရရောစွာလူရန်ချင်းကိုလုံနိုင်တော်လဲ၎င်းပြုမှုဆောင်ရွက်မှုတွေအပေါ်ဂုဏ်ယူဝင်ကြားခြင်းအမွန်တင်ခြင်းမရှိဖို့အထူးတတိပြုရပါမယ်။ community အများစုအနေနဲ့ online လက်လီရောင်းဝယ်ရေးလုပ်ငန်းတွေထက်ပိုပြီးရရောစွာလူရန်ချင်းကိုလုံနိုင်ကြပါတယ်။ community တွေကပြင်ပဖောက်တယ်တွေအတွက် ဝန်ဆောင်မှုပေးရမှာစိတ်ကျဉ်နှံမှုရရှိစေမယ်ဝန်ဆောင်မှုတွေပေးတတ်သလိုသူတို့ရဲ့ဝန်ထမ်းတွေအတွက်လည်းရရောစွာပေးကမ်းကျွေးမွေးတာကို အကောင်းဆုံးစေတနာထားပြီးစဉ်းစားပေးတာစီစဉ်ပေးတာတွေ့ရပါတယ်။ကျွန်ုပ်ကိုယ်တိုင်းလေးလာတွေ့ရှိချက်တွေအရကမ္ပဏီပိုင်း Coffee ဆိုင်မှာဝန်ထမ်းတွေအပါအဝင်အသင်းဖွဲ့ဝင်တွေအားလုံးကို Sandwich, Salad, ရေကဲမှုအစရှိတဲ့အစားအစာတွေအခမဲ့ စာတောက်ခွင့်ပြုခြင်းနာမကျန်းသောဝန်ထမ်းတွေအတွက်လည်းအထူးခန့်စားခွင့်အနေနဲ့စေကုတခွင့်ပေးထားခြင်းနဲ့တည်ရပါတယ်။စပိုကွန်မဏီကသူတို့ရဲ့ဖောက်တယ်တွေအတွက်ထူးခြားသောအစီအစဉ်ဖြစ်အထူးကောင်းမွန်သောဝန်ဆောင်မှုတွေပေးရမှာကြေကြာလာပါတယ်။စပေါ်ကဖောက်တဲ့တွေအပေါ်အကောင်းဆုံးဝန်ဆောင်မှုတွေပေးရုံနာမကဖောက်တဲ့တွေအပေါ်ဘလို့ဝန်ဆောင်မှုပေးရမယ်ဆိုတာကိုလိုအပ်သူတည်ချင်မှုတွေအတွက်ခဏပတ်ကြာတင်နန်းပို့ချပေးနိုင်တဲ့အစီအစဉ်ကိုလည်းပြုလုပ်ခဲ့ပါတယ် စစ်ဘိုလ်မှာတင်နန်းတက်ရောက်ပြီးသူမြည်သူမဆိုဖောက်တွေရိစိတ်ကျဉ်းနှံမှုပျော်ရွှင်အားအလိုလိုရမယ်ဆိုတာကြွမ်းကျင်စွာသိရှိကြကြတယ်လို့ဆိုပါရယ်ရရောသောစေတနာထားခြင်းဟာအရာအလုံးကိုယဉ်ညွန်းပြီးဗနာရေးကိစ္စတစ်ခုတည်းကိုယဉ်ညွန်းခြင်းမရှိပါရရသောစေတနာထားခြင်းဟာငွေကြေးရေးဆိုင်ရာကိစ္စကိုသာတိချမရညွန်းမဲ့အရာအလုံးပါဝင်ခြင်းရှိတယ်လို့မှတ်ယူရပါမယ်။ရရသောစေတနာထားနိုင်သူတွေဟာ ပေါ်များကြွယ်ဝချမ်းသာသူတွေဖြစ်ခြင်းကြောင့်တေကန်းလူရန်နိုင်ခြင်းဖြစ်တယ်လို့မာရင်စာမယူဆပဲဆင်းရဲသူရောချမ်းသာကြွယ်ဝသူတွေပါ ရရောသောစေတနာထားနိုင်တယ်လို့မှတ်ယူရမှာဖြစ်ပါတယ်။တကယ်တော့ရရောသောစေတနာထားနိုင်တယ်ဆိုတာကငွေကြေးကြွယ်ဝသူတွေသာထားနိုင်တာမဟုတ်ပဲအသိပညာအသက်ပညာကျွမ်းကျင်သူတွေပါထားနိုင်တဲ့စိတ်နေစိတ်ထားဖြစ်ပါတယ်။ သင်က graphic designer ဖြစ်ချင်နေဆိုရင်သင်တက်မြောက်ထားမဲ့ပညာရဲ့တွေကျဉ်းကျဉ်မှုတွေအထုံပါရမီကောင်းတွေအခြားလူချင်းသူလိုအပ်သူတွေထံမျှဝေတင်ကြားလေ့ကျင့်ပေးခြင်းတွေနဲ့ရရောတဲ့စေတနာထားပြီးသင်ပညာကိုမျှဝေပေးနိုင်ပါတယ်။သင်ကရရောတဲ့စေတနာတွေထားရှိရမှာတစ်ဖက်လူတွေအတွက်အကျိုးရှိအောင်သင်ကိုယ်ပိုင်အချိန်ကိုဖဲ့ပေးပြီးကောင်းကျိုးပြုနိုင်ပါတယ်။သင်ကျဉ်းကျဉ်မှုတွေကိုအခငွေကြေးပေးပြီးသင်တန်းပို့ချစဉ်ကသင်အတွက်ကျဉ်းကျဉ်မှုနဲ့အထုံပါရမီတွေရှိသမျှ တင်နန်းသားတွေအပေါ်ထပ်တူတင်ညာပေးနိုင်စွမ်းရှိဖို့လိုအပ်ပါတယ်